ကျွန်မပြည့်တဲ့ဂျင်းမင်္ဂလာပါကျွန်မတို့အခုရောက်နေတဲ့နေရာကဒါအဝဲရပေါ့နော်တောင်ခမ်းဆစ်စင်ရပြန်တက်မတော်သားတွေကိုကျွန်တော်တို့ပဲကိုကျွန်မတို့ရရှိနေရပဲဖြစ်ပါတယ်အော်ဒီပြန်လာတဲ့ရှေ့တန်းဆစ်တွေအနေနဲ့ပေါ့နော်သူတို့ရှေ့တန်းမှာဘယ်လိုမျိုးတက်ခက်ခိုက်ခဲ့လဲဆိုတော့အကြောင်းတွေရပြီးတော့ဒီမိသားစုဝင်တွေကရောဘယ်လိုမျိုးဝမ်းမတ်သက်သာနဲ့ကျိုးစိုးကြလဲဆိုတော့ပုံရိပ်ကလေးတွေကိုကျွန်မတို့ကတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် နေရတော့တာတို့သမိုင်းမှာမင်းမရနိုင်တဲ့ဒီတနေ့လို့တာတိုင်းမွေနေလေးပြောချင်တာဖြစ်ပါဦးလေးမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါခင်ဗျာဦးလေးကြုံတွေ့ခဲ့ရတယ်ရှေတန်းဆိုတဲ့အရာကြီးကဘယ်လိုမျိုးဖြစ်မလဲရှေတန်းဆိုတဲ့အရာအရာမျိုးကရန်သူတွေကိုရဲဝဲဝဲတိုက်ခိုက်ချေမုန်းရမယ့်အရာမျိုးကြီးပါခင်ဗျာကျွန်တော်တို့ကရဲဝဲဝဲလည်း တောင်ခန်းဆိုတဲ့နေရာမှာကျွန်တော်တို့တိုက်ခတ်ရပါတယ်ခင်ဗျအဲ့အဲ့တောင်ခန်းမှာဘယ်လိုမျိုးတိုက်ပွဲဝင်ခဲ့လဲတောင်ခန်းမှာဆိုကျွန်တော်တို့9000ကျွန်တော်တို့စရောက်တဲ့နေ့တွေရနေပြီးမှကျွန်တော်တို့စတိုက်ခတ်တာရန်သူပလောင်6လောင်းနဲ့ကျွန်တော်တို့တနက်9လက်ရခဲ့ပါတယ် RPG လက်2လက်ရခဲ့ပါတယ်အဲ့ဒါကိုကျွန်တော်တို့ရဲဘိုးဘိုးနဲ့ပလောင်တွေထွက်ပြေးအောင်ကျွန်တော်တို့ခြေမုံးခဲ့ရပါတယ်ကျွန်တော်တပည့်တွေလည်းအားလုံးရဲဘိုးဘိုးနဲ့ကြားတက်ထိုးပြီးတော့မှကျွန်တော်ဆက်လက်ပြုတ်ကူနဲ့အကုန်လုံး လုံရဲကင်ရဲတဲ့ရဲဘော်တွေပဲဖြစ်ပါတယ်ခင်ဗျာဒီလိုဒီလိုတိုက်ခဲ့ရတဲ့အခါမှာပေါ့အဲ့လိုအကြုံတွေ့ရတဲ့အခက်ခဲတွေအော်ပင်မဆင်းရဲမှုတွေရှိခဲ့မှာပဲပေါ့နော်အဲ့လေးလည်းနည်းနည်းလေးဝေမျှပေးပါဦးဟုတ်ကဲ့ခင်ဗျာပြောရမယ်ကျွန်တော်တို့စစ်သားဆိုတာဘာငတ်နေငတ်နေကျွန်တော်တို့ငတ်ခံနေတယ်ဆက်လိုက်လေးတလိုက်ကိုကျွန်တော်တို့ရလို့ရှိရင်ကျွန်တော်တို့ထက်လိုက်တလိုက်ကိုလူ10ယောက်15ယောက်တောက်ရပါတယ်အဲ့ဒါလေးလည်းအခက်ခဲရှိပါတယ်ဒါတွေကတော့ဂျန်နဲ့ကျွန်တော်တို့စားတာတောက်တာမလို့ပါဘူး အဲ့တော့ကောက်တဲ့အချိန်မှာရန်သူဘက်ကိုကြတဲ့အချိန်မှာကျွန်တော်တို့ခဲရင်းရင်းကောက်ခဲ့ရပါတယ်ဒါတော့ကျွန်တော်တို့အခက်ခဲဆုံးပဲကျွန်တော်တို့ရဲ့အဓိကခဲရန်ဆိုတာအဓိကဟာဆိုတော့ကျွန်တော်မရရအောင်မိုင်းထိပြီးတော့ကျွန်တော်တို့ရယူခဲ့ရပါတယ်ရန်သူနဲ့အစကနေရန်သူအပြစ်ခံပြီးတော်ပြီးအဲ့တော့ကောက်ရတယ်အဲ့လိုမိုင်းတော်တဲ့အဲ့တော့ကောက်ရတယ်အဲ့ဟာလေးပဲအခက်ခဲရှိတာပါကျန်တာတော့ကျွန်တော်တို့အခက်ခဲမရှိပါဘူးရန်သူနဲ့တိုက်ခဲ့တဲ့အချိန်မှာလည်းကိုတပည့်တွေကိုစီယုံပြောပါရဲဝံဝံတိုက်ကြောက်စရာမလိုဘူးပလောင်ဆိုတဲ့ဘောတိုက်ရင်ပြေးတယ်အဲဒါပဲကျွန်တော်တို့ တပတ်တွေနဲ့အခုလက်တွဲပြီးတော့ခြေချင်းတက်နေကြီးတောင်းခမ်းမှာတိုက်ခဲ့ရပါတယ်အဲလိုမျိုးပြမန်းဆင်းရဲမှုတွေကြော်လွန်ပြီးတဲ့နောက်မှာအခုကိုယ့်ရဲ့ဒီနေရက်ကိုပြန်ရရှိလာပြီပေါ့နော်အဲကိုယ့်ရဲ့မိသားစုနဲ့လည်းတွေ့ရတဲ့အခါဘလိုမျိုးအဲမိသားစုကကိုယ့်ကိုဘလိုမျိုးလာကြိုလဲကိုယ့်စိတ်ထဲမှာဘလိုခံစားခဲ့ရလဲရှင်ထဲမှာဟိုပြောမတပြလောက်အောင်မှာဝမ်းသာလိုလိုဝမ်းနေတယ်လိုလိုဖြစ်မိပါတယ်အာတငယ်ချင်းရဲ့မိသားစုတွေကိုဝမ်းနေတယ်ဝမ်းသာတာကိုယ့်မိသားစုနဲ့တွေ့တာဝမ်းသာတယ်ကျွန်တော်ကတော့အဲ့လိုပဲကျွန်တော်စိတ်ထဲမှာတော့ရှိပါတယ် အဲ့မှာဟိုကြာဆုံးသွားတဲ့စစ်တီကိုရဲ့လောက်ဖို့ကိမ်းမဲ့တရောရှိလားဟုတ်ကဲ့ခင်ဗျကျွန်တော်ရဲ့ဆက်လက်ကျွန်တော်ရဲ့ဂန္ဓာတူနှစ်ယောက်ပေါ့ကြီးဖြည့်နေနေကြီးနှစ်တွဲပဲဖြည့်တာအခုချိန်ဒီအဲ့ကြီးနှစ်တွဲလေးကိုကျွန်တော်တင်ထားပါတယ်ဒီမှာကျွန်တော်အိုးထုတ်မှာကြီးထိထားပါတယ်အာတပည့်တွေပြောရင်းတော့ကျွန်တော်ကြီးထိထားပါတယ်အဲ့ဒါကျွန်တော်စလိုက်ပါအိုးထုတ်ဦးနေအကာအကွယ်ကအိုးထုတ်နဲ့သေးတယ်အကာအကွယ်ကိုတစ်ချက်မှန်တယ်အိုးထုတ်ကိုတစ်ချက်မှန်တယ်ဒါကျွန်တော်ဒါနောက်ဆုံးပွဲစီမှာ တပည့်တည်းကြားတယ်ကျွန်တော်အုပ်ထုတ်လဲမှန်တယ်ဒါပေမဲ့ကျွန်တော်နောက်မဆုတ်ဘူးရဲဘုံရအောင်ကျွန်တော်တိုက်ခဲ့တယ်အခုလိုမျိုးပေါ့နော်ဒီဒီတနိုင်ငံလုံးမှာပေါ့နော်အဲ့လိုမျိုးဒီတိုက်ပွဲဝင်နေကြတယ်ဒီရှေ့တန်းရောက်စစ်သည်တွေပြီးရှေ့တခြားတောင်ဝန်ထမ်းဆောင်နေကြတယ်စစ်သည်တွေပေါ့အာဥနေနဲ့ဘယ်လိုစကားလေးပြောချင်သေးလဲတနိုင်ငံလုံးမှာရှိတဲ့စစ်သည်တွေကတကယ်ကြမ်းမအောင်ကိုယ့်အကူနေထိုင်ပြီးတော့မှဒီတောင်ကျန်းသူအနေနဲ့ရိုက်ကရှိတဲ့ဒီပုံကိုရဲဝုန်းတိုက်ရင်ဒီကောင်တွေပြေးပါတယ် ရဲဝန်တိုက်ရင် အောင်မြင်ပါတယ်ရဲဝန်မတိုက်ဘဲနဲ့လူမကြီးမညာဘဲနဲ့မတိုက်ရင်တော့မရပါဘူးစိတ်တက်မာမာနဲ့တိုက်ဖို့လိုပါတယ်ပြည့်ရဲခက်ရဲတိုက်ရဲမှာကိုယ့်အသက်ကိုလွတ်မယ်ဆိုတာကျွန်တော်တို့ကခံယူပြီးတော့ကျန်တဲ့ရဲဘော်ရဲဘော်ရဲဘက်တွေလည်းအဲ့လိုပဲကိုမသေးအောင်ကိုမသေးအောင်ဘူးဆိုတော့ကိုစိတ်ထဲမှာထားလို့ရှိရင် အောင်မြင်ပါပါအဲ့လိုမျိုးခုဒီတိုက်ပွဲမှာအမွဲတွေရလာခဲ့တယ်အဲ့တော့ဒီအမွဲရတဲ့အဓိကတော့ချက်ပါတော့ချက်ကဘာများဘာဖြစ်မှန်းချင်လဲ အဲကျွန်တော်တို့ရဲ့ဘိုလ်ကြီးပေါ့ဘိုလ်ကြီးအခုကျွန်တော်တို့ချီကျူးကုန်ပြီရတဲ့ဘိုလ်ကြီးဇေယျမျိုးအမြောက်တက်မမှုကိုခွင့်ပြုချက်တောင်းနေအဖဒီကောင်ရောဒီကောင်ရောကျွန်တော်တိုက်ချင်းတယ်လူလေး20တဲ့နဲ့ကျွန်တော်တို့တိုက်တာ15မိနစ်ပဲကြာတယ်ကျွန်တော်တို့900မီကိုတိုက်လိုက်တော့အဲအဲ့လိုအောင်မြင်ခဲ့ပါတယ်အဓိကဟိုစီလုံးမှုနဲ့တတိရှိမှုနဲ့ဘိုးကြီးရဲ့ဆန်းဆောင်မှုစီယုံမှုလည်းပါပါတယ်ဒါပေမဲ့အမြောက်ကရဲဘော်ရဲဘက်တွေလည်းအကုန်လုံးပါပါတယ်တကယ်တော်ပါတယ်ကျွန်တော်တို့လည်းခြေလင်းနေနဲ့အမြောက်နဲ့တွဲလိုက်တဲ့အချိန်မှာ ညှိနှိုင်းပြီးတော့မှအကုန်လုံးအလုပ်လုပ်ခဲ့တာအခုဆိုရင်ကျွန်တော်တို့ပြန်ခဲ့တာဆိုရင်တောင်ခမ်းမှာနေတဲ့ကိုယ့်အနှစ်မှာနေတဲ့ရဲဘော်တွေဆိုရင်ကျွန်တော်တို့မျက်ဧကျခဲ့ပါတယ်အဲ့ဒါတွေជីနူးမှုလေးအဲ့ဒါလေးတော့တခုတော့ရှိခဲ့ပါတယ်အတူတူလက်တွဲဘော်လက်တွဲဘော်လှုပ်တဲ့ရဲဘော်ရဲဘက်ကိုအာကျေးဇူးတင်ပါတယ်အကုန်လေးယူပါတယ်ခုလိုဖြစ်ဖြစ်တော်လည်းကျေးဇူးများတင်ပါတယ်ရှင်ဟုတ်ကဲ့ကျွန်တော်လည်းအများကြီးကျေးဇူးတင်ပါတယ်ခင်ဗျာအဲ့လိုပြောရတာရင်ထဲမှာပေါက်သွားသလိုပဲဝိမင်္ဂလာပါမင်္ဂလာပါခင်ဗျာဟုတ် ဒီအခုလိုမျိုးပေါ့နော်ရှင်းလင်းပြောင်းဝင်လာရတဲ့ခန်းစားချက်လေးကိုလည်းပြောပြပေးပါဦးမိသားစုနဲ့ပြန်လဲဆုံစည်းရတဲ့အတွက်လည်းအများကြီးဝမ်းသာပါတယ်လို့ဟိုပြီးရင်ကိုရှင်းထဲမှာလောက်ခဲ့တဲ့ဟာကိုလည်းလူကြီးအတိမတ်ပြပြီးတော့တပည့်တွေရောကိုရီးယားအစားအဲ့ဒီသမင်ယာရူတွေကြီးကြီးကိုပြပြအတွက်လည်းအများကြီးဝမ်းသာကုန်ပြီပါတယ်လို့ဟိုလေဒီလိုအခုလိုမျိုးပေါ့နော်ဒီရန်သူကဒီရက်ရှိလာများစွာပိတ်ထားတဲ့ဂျားတွေကနေပေါ်မှာပေါ့နော်အဲ့အဲ့အဲ့ဂျားတွေမှာမှာဘယ်လိုမျိုးဘယ်လိုစိတ်တက်နေကွာကြညာခံနိုင်ကြတာလဲ ဟုတ်ကဲ့ခင်ဗျာအဲ့တော့ဟိုဟာဒီကျွန်တော်တောင်သွားထမ်းဆောင်ခဲ့တဲ့တောင်ခမ်းဒေသဆိုတာဟိုအရင်တော့ကချမ်းနေရလူမျိုးပဲပေါ့အဲ့ဒီဓနုလူမျိုးတွေဆိုတာသူကသူယူသားနဲ့လောက်ပိုင်းစားတော့ပြီးတော့အေးချမ်းချမ်းနဲ့ဘာသာတရားကိုကိုင်းဆိုင်တဲ့လူမျိုးတွေပေါ့ဖွံ့ဖြိုးမှုမှာဆိုရင်လည်းအဲ့မှာအရင်တော့မရှိခဲ့ဘူးတဲ့၁၄ဘာမြောက်ပြီးပြီးတကဆရာတော်ကြီးတော့ထွက်ခဲ့တယ်ပေါ့ကမ္ဘောဒါဆရာတော်ကြီးရဲ့သူရဲ့မွေးရဓာတိမြေလည်းဖြစ်တယ်ပေါ့ဒါပေမဲ့သူတို့ပလောင် ဒီပလောင်လူမျိုး TNN တွေပေါ့ TNN တွေရောက်လာတော့မှသူတို့ရဲ့တွေးထုတ်မှုတွေကြောင့်သူတို့ရဲ့မနာလိုတဲ့စိတ်တွေကြောင့်ပေါ့ဒီနေမီလိုချင်မှုတွေကြောင့်ပေါ့ဒီလိုမျိုးနေထိုင်ုံတွေဖြစ်ခဲ့တာပေါ့အဲ့လိုနေထိုင်ုံဖြစ်နေစေဆိုမျိုးလည်းတိုက်ပွဲဆိုတော့ကိုယ်ကစစ်သားစိတ်ဖြစ်တဲ့အတွက်ကြောင့်ပေါ့တိုင်းမီကိုကာကွယ်ရမယ်ဆိုတဲ့စိတ်နဲ့ပေါ့ရွေးရွှေရှုံကာကွယ်ခဲ့တယ်လို့ပဲပြောချင်ပါတယ် အဲ့လိုတိုက်ပွဲတိုက်နေတော့မှအခက်ခဲတွေအများကြီးရှိမှာပဲပေါ့နော်အဲ့ဒီထက်မှဟိုကိုကိုအနေနဲ့အဲ့လိုအခက်ခဲဆုံးဖြစ်ခဲ့တဲ့ဟာလေးကိုပြပြပေးပါလားဟုတ်တိုက်ပွဲဆိုတော့အခက်ခဲကြီးကြားရလောရတဲ့အရာတစ်ခုပဲလေဟိုဂျန်သူကတေအောင်တန်တယ်မတန်ကွာအသေးခံရမှာပဲဆိုတော့အဲ့တော့အခက်ခဲတွေကတော့အများကြီးပဲဟိုကြုံကြုံခဲ့ရတာလည်းအများကြီးပဲပေါ့အဲ့တော့ကျော်သူကနေကိုလေးပြန်တဲ့အဲ့လိုရှားရတဲ့အေးဒီကကျင်းလာကြအောင်ပါအောင်ညောင်းအဲ့ဘက်မှာတော့အခက်ခဲတွေအများကြီးဖြစ်ခဲ့တယ်ခင်ဗျ လေးထုတ်ရှာရဲဆိုကွာနှစ်ထုတ်လောက်ပဲရတယ်အဲနှစ်ထုတ်လောက်ကိုသူနဲ့ကိုဂျားထဲမှာကြားတဲ့ဟာဆိုညာဘက်ဒီကိုထွက်ပြီးတော့ကောက်ရတာမျိုးရှိရတယ်လေတချို့တပည့်ဆိုအဲရိုလိုက်ကောက်ရင်လည်းမိုင်းထိတာပဲဘာလို့အဲ့လိုဖြတ်လိုက်ရအဲ့လိုဟာလေခက်ခဲတယ်အများကြီးပဲအခုလိုမျိုးပေါ့နော်ဒီတိုက်ပွဲအလီလီအောင်နိုင်ခဲ့တဲ့အဓိကတော့ချက်အဓိကအကြောင်းအရာဘာများဖြစ်မလဲဟုတ်ဟိုဟာလူကြီးအနေနဲ့လေပေါ့ခဏဟိုနောက်ကနေပြီးတော့လိုအပ်တဲ့ဒီစစ်လက်နက်ခဲရန်ပေါ့ ရိတ်ခါပေါ့အဲ့အယူလဲအချိန်နဲ့တပြေးညီပို့နိုင်တယ်ပြစ်ကူစစ်ကူနောက်ဆုံးလေရင်ပြစ်ကူကအစားပေါ့ကျွန်တော်တို့လူချင်းတဲ့အချိန်အတိကျရရခဲ့ပါခင်ဗျာတောင်းခဲ့မှဆိုရင်ကိုကအများကြီးအခက်အခဲဖြစ်မယ်လို့ညွှန်မှန်းထားတော့ပဲမယ်ရှေ့ကိုဆက်တိုးမယ်ဆိုရင်တော့မအဲ့အချိန်မှာအဲ့ပြစ်ကူစစ်ကူကအဲ့ယူမျိုးချက်ချင်းရအောင်လုပ်ပေးနိုင်တဲ့အတွက်အောင်ခဲ့ရအောင်မြင်ခဲ့ရပါဘူးပေါင်းဆက်ညီနိုင်မှုကဟုတ်ဟုတ်ကဲ့ဟုတ်ကွာအဲ့လိုကိုနဲ့တူတိုင်ဝန်ဝင်ခဲ့တဲ့ကိုရဲ့စစ်တီတွေကိုရဲ့လောဘကိမတ်တွေပေါ့ဒီ blog ကနေတစ်ဆင့်အဲ့လိုစကားလေးပြောပြပါအောင်လက်စကားလက်ဆောင်ပေါ့နော်ဟုတ် စဉ်းစားဆိုတော့စစ်တိုက်တဲ့လို့လောရမှာဖြစ်တဲ့တွေကြောင့်ကိုကြီးလဲဟိုတိုင်းပြည်မပြိုကွဲဖို့အတွက်ရိုးရှင်းစိမ့်နေပေါ့နောက်လဲတိုက်ရမှာပဲအခုလဲတိုက်ရမှာပဲစစ်သားကဒီ professional လောက်ကဒီစစ်တိုက်ရမယ့်အလို့ဖြစ်တဲ့တွေကြောင့်တိုက်သွားပါလို့အားပေးလိုပါတယ်ဗျဟုတ်ကဲ့ဆရာခုလိုဖြစ်ဖြစ်အတွက်ကျေးဇူးများတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါဟုတ်ကဲ့ အခုမင်္ဂလာပါဟုတ်မင်္ဂလာပါခင်ဗျာအခုဆင့်မြေပြင်အဆင့်တိုးရရလို့ကြားရတယ်ပေါ့နော်အဘလိုမျိုးဒီတိုက်ပွဲမှာဆွမ်းဆောင်နိုင်ခဲ့လို့အဆင့်တိုးရခဲ့ရလဲအော်ကျွန်တော်တို့ကရန်သူစခန်းတွေပေါ့နော်အဲ့လိုမျိုးဟိုတွားပြီးရရှင်မုန်းတဲ့ခါမှာကျွန်တော်တို့ကအလောင်းလက်နဲ့တည်းရန်သူဟိုဟိုကောင်းကောင်းဝင်နေရှင်မုန်းနိုင်တယ်ရဲရင်နဲ့အဲ့လိုမျိုးတိုက်ခိုက်နိုင်တယ်တို့ကြောင့်မျိုးတစ်ခါလူကြီးကကျွန်တော်တို့ဒါမျိုးရှင်းပြနေတယ်ပြောဟုတ်အဆင့်မြေပြင်အဆင့်တိုးကအဲ့တောင်ခတ်မှာဘယ်နှယောက်ရခဲ့လဲပေါ့ဟိုရတာတော့များပြားကျွန်တော်တို့တင်ရင်မှာ3ယောက်ပါဗျာ4ယောက်ပေါ့အရာရှိတူ ူတွေချက်တယောက်အရှာစင်းကဟိုရဲဘော်ကနှစ်ယောက်ပေါ့အာဒီတိုက်ပွဲအတွေ့အကြုံလေးလေးနည်းနည်းပါပါ sharing လုပ်ပေးလို့ရမလားဟုတ်တိုက်ပွဲအတွေ့အကြုံကကျွန်တော်တို့ကအမှားတော့အများကြီးထိတုံမှုဖြစ်နေတာဗျမမထန်ထန်နေလေပေါ့အဲ့လိုမျိုးကျွန်တော်တို့ကလည်းသူတွေရဲ့စကန်တော့အမှားကစကန်တော့ကျွန်တော်ကအဲ့လိုမျိုးရဲရင်းနေပေါ့အဲ့လိုညွန့်ညွန့်နေအဲ့လိုစီစုံနဲ့တက်ပြီးတော့ရှင်မုန်းနိုင်ခဲ့တယ်အားကြောင့်မို့သူလည်းကျွန်တော်တို့ဒီအခုတောက်ခမ်းလာမှတော့မရှိတော့ပါဘူးအဲ့မှာကြုံခဲ့ရတဲ့အခက်ခဲကိုပြောပြပေးပြောပြပေးလို့ရလားဟုတ်တိုက်ပွဲမှာတော့တိုက်ပွဲဆိုတော့ဟိုဟာကြမ်းတမ်းပါလေ ဟိုဘယ်ရမှအဆင်မပြေပါဘူးတိုင်ဟိုစားရင်းနေတွားရလိုက်ဒီမိုးရင်းကာလာနဲ့လည်းကျွန်တော်ဂျုံခဲ့ရတယ်အချိန်မှကျွန်တော်ခက်ခဲမြတ်တာဂျုံလိခဲ့ရပါတယ်အရင်တော့ဒီနေရာအေဂျင့်နဲ့အေဂျင့်နဲ့တာရတယ်နောက်ပြီးတော့ဒီမှာတို့ရောတို့ရွာသားတွေလောက်ကန်စားတောက်ကြတယ်ကျွန်တော်တို့နားလည်မဲ့တို့ကလာလောက်တယ်လောက်ပြီးကျွန်တော်တို့အဲ့လိုမျိုးကျွန်တော်ရှိပါတယ်လာလောက်တယ်အဲ့လိုမျိုးလောက်တဲ့ခါကျရင်ကျွန်တော်တို့ကထွက်ချင်းတယ်ထွက်ချင်းတဲ့ခါကျရင်တို့ကအဲ့လိုမျိုးချင်းပြောင်းကျွန်တော်တို့လောက်တယ်ပေါ့အဲ့လိုမျိုးကျွန်တော်တို့ကအဲ့လိုစတားရရွာသားတွေကိုအဲ့လိုဖမ်းခေါ်ပြီးအဲ့မှအဲ့လိုလောက်တယ်ကျွန်တော်တို့ကထင်းတယ် အမှန်သူကကျွန်တော်တို့အဲအမှန်ဒီပလောင်ကလာရလာပြီးကျွန်တော်တို့အဲ့လိုမျိုးလောက်တာဟိုအပြင်းမရှိရရသားသူကပြောင်းရိတ်တယ်တပားရိတ်တယ်အဲ့လိုမျိုးမျိုးသမီးကိုခေါ်ဆောင်သွားတယ်မျိုးသားရောအဲ့လိုမျိုးနှိပ်စက်တယ်ပေါ့ဟုတ်ကဲ့ပါခုလိုအများကြီးဖြစ်ဖြစ်အတွက်ကျေးဇူးအများကြီးတင်ပါတယ် Yes see you ပြန်လာနေပြီတို့ကြာရတော့ပြောနေပုံမူလေးပြီးကကြည့်နေမယ်ဆိုရင်အမှန်ပါပဲ you let me ခွေးလိုက်လေးအောင်မြင်လာတဲ့စကြာရတော့လုံးလုံး you ready ဒီကေကို စခမောဒီရှင်းလန်းထွက်နေတဲ့အချိန်မှာပေါ့နော်နောက်ကနေပြမှာဘယ်လိုမျိုး sporting ပေးဖြစ်လဲ sporting ကတော့အများကြီးပဲပေါ့နော်အဲတက်ထဲမှာလည်းဓမ္မဆက်ကြရည်ရွတ်တယ်အိမ်မှာလည်းဓမ္မဆက်ကြရည်ကိုဆိုချိန်နဲ့မျှပေါ့နော်အရေးကြီးရင်အရေးကြီးသလိုပေါ့နော်မိမတယောက်ရဲ့တာဝန်ကြီးပြောင်းတော့အကုန်လုပ်တယ်ပေါ့နော်အတိုင်းပြည်တာဝန်ကိုထမ်းဆောင်နေတဲ့ဒီစစ်တီတယောက်ရဲ့မိမအနေနဲ့အားလုံးကိုကြီးပြောင်းနေတာပေါ့နော်အဲ့ဒါပါပဲ အော်ဒီကိုရဲ့မျိုးသားနဲ့အကြာကြီးခွဲနေရတဲ့ကာလအတွင်းမှာရောဘယ်လိုမျိုးကိုကိုစေတမခံစားရလဲအဲတတိရတယ်လွမ်းတယ်နောက်တော့ညာညာတိုင်းဆိုအိမ်မပြောဟိုဘယ်လိုမှမလဲတမုတ်တွေရွတ်တယ်ဟိုမေတ္တာတုတ်တွေရွတ်တယ်သူ့ဘယ်နေရာရောက်ရောက်ပေါ့နော်အခုဆိုရင်ရှမ်းပြည်နယ်မြောက်ပိုင်းတောင်ခမ်းမှာရှိတဲ့အင်္ဂါသားကိုရည်စော်ထုံးကိုယူရပြီးတော့ကုသိုလ်ကောင်းမှုတွေများများလုပ်တယ်ပေါ့နော်အဲကြောင့်မလို့အခုလိုမျိုးဝမ်းသာတဲ့ခံစားချက်ဘာနဲ့မှမတူဘူးပေါ့နော် အဟိုဒီဒီတိုက်ပွဲမှာဗောနော်အတိုက်လာခဲ့တဲ့ဒီအတွေ့အကြုံလေးပါလေးရော sharing နေလောက်ပေးသေးလားဟိုပါပေါ့အမရံချာကြတော့နောက်ကဇနီးတယောက်ကိုဘယ်လိုပါမလဲစိတ်ဆင်းရဲမဲ့စကားတွေဘာမှမပြောအာမိမနေကောင်းလားဘာစားပြီးလဲထမင်းမှန်အောင်စားနော်မိမမှာအစာရင်ရှိရယ်နော်အဲဒါပဲဒီလိုရှေးတန်းမှာဒီလိုမျိုးသူတို့ခက်ခဲခဲ့အားတွေဘာတစ်ခုမှမပြောစိတ်ချမ်းသာအောင်ထားခဲ့ပါတယ် ကဲပါရှင်အခုလိုမျိုးပေါ့နော်မျိုးသားခါကိုယ့်ခင်မကပိုင်ဆိုင်ရတဲ့လည်းပြမျိုးအနေနဲ့အယောင်ပီတီဖြစ်မိပါတယ်။အာရှေ့ဆက်ပြီးတော့လည်းအောင်ပွဲအလီလီရောက်ပါစေလို့ဆုတောင်းပေးပါတယ်ရှင်။ပေးရဆုနေပြပါစေညီမ။အာအနေမင်္ဂလာပါ။မင်္ဂလာပါရှင်။အခုလိုမျိုးပေါ့နော်ကိုယ့်ရဲ့ချစ်ခင်မရှေ့တဲ့မြတ်စသားကြီးကိုကြိုဆိုရတော့ဘယ်လိုမျိုးအာကြိုဆိုခဲ့လဲ။အော်အယံဝမ်းတာပြီးတော့ပေါ့နော်ကိုယ့်ရောက်ကြပြည့်ဖက်ပြီးတော့ကြိုဆိုမိပါရှင်။ အဲ့လိုမျိုးအမျိုးသားနဲ့ပေါ့နော်ဒါမိသားစုနဲ့အဲ့လိုအချိန်ကာလကြာကြီးခွဲရတဲ့ခါကျတော့ကိုယ်စိတ်ထဲမှာဘယ်လိုမျိုးတွေခံစားရလဲ။အော်မျိုးသားတို့ဘယ်လိုခေါ်မလဲခွဲနေရကြာကြီးဆိုတော့ဟိုလွမ်းနာတို့စိတ်ပူမိတာတို့ပေါ့နော်အဲ့လိုမျိုးတော့ရှိတာပေါ့နော်ဒါပေမဲ့တစ်ဖက်ကပြန်တွေ့တော့လဲအော်နိုင်ငံတော်ကိုထမ်းဆောင်နေရပဲ။ကိုကအကို့အတွက်လဲဂုဏ်မိတယ်ပေါ့နော်အနေနဲ့မဖြစ်အောင်လဲအနေနဲ့ဆူတောင်းပေးပါလေချင်း။ အဲဒီရှစ်တန်းပြန်စတားကြီးပေါ့နော်ဂုံယူရတဲ့ဒီစတားကိုကိုရကိုမျိုးသားလာဂုံရစတားကြီးတယောက်ဆိုတဲ့ခါကျတော့ဒီတော်ရင်းမှာကိုရကြောင်းကိုပြောချင်တဲ့စကားရှိရင်ပြောမျိုး blog ကနေပြောပေးပါအောင်ဟုတ်ကျွန်မရကြရဲ့အမြဲတမ်းဂုံယူနေမှာပါလို့အခုလိုမျိုးအောင်မွေးတွေဆင်ပြီးပြန်လာရင်အတွက်လေဂုံယူဝမ်းမြောက်မိပါတယ်လို့ဟုတ်ကဲ့ပါရှင်ဖြေကြပြီးတော့ကျေးဇူးများတင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်